Every bad moment gives a pain. Every pain gives a lesson. Every lesson changes a person. Every bad moment gives a pain. မကောင်းတဲ့ဆိုးဝါးတဲ့အခိုက်အတန့်တိုင်းကနာကျင်မှုတွေကိုပေးပါတယ်။ Every pain gives a lesson. နာကျင်မှုတိုင်းကလည်းကျွန်တော်တို့ကိုသင်ခန်းစာတွေပေးပါတယ်။ Every lesson changes a person. သင်ခန်းစာတိုင်းကလူတစ်ယောက်ကိုပြောင်းလဲပေးနိုင်ပါတယ်။ကျွန်တော်တို့ဘဝတွေမှာကောင်းတာတွေကြီးကြုံရတာမဟုတ်ပါဘူး။ လူသားအလုံးမှာအကောင်းတွေအဆိုးတွေတွန်းတွဲနေတာဖြစ်ပါတယ်။အများရဲ့ချီးကျူးခြင်းကိုခံရတဲ့အခိုက်အတန့်တွေရှိသလိုလူအများရဲ့လောင်ပြောင်ကဲ့ရဲ့ခြင်းကိုခံရတဲ့အခိုက်အတန့်တွေလည်းရှိတတ်ပါတယ်။ကိုကောင်းတာတွေလုပ်တာကိုချီးကျူးတဲ့သူတွေရှိသလိုကောင်းတာလုပ်နေရတောင်မှအပြစ်တင်နေတဲ့သူတွေလည်းရှိကောင်းရှိနေပါတယ်။အဲ့လိုပဲတစ်ဖက်မှာမကောင်းတာတွေကိုလုပ်နေရတဲ့အနေချီးကျူးနေတဲ့သူတွေအားပေးနေတဲ့သူတွေရှိသလိုမကောင်းတာလုပ်တာကိုမကောင်းဘူးဆိုတာကိုမြင်ပြီးတော့ထောက်ပြဝေဖန်နေတဲ့သူတွေ လောင်ပြောင်နေတဲ့သူတွေလည်းရှိနေပါတယ်။ဒါဟာကျွန်တော်လူသားဘဝတွေရဲ့ပုံမှန်ဖြစ်ရဖြစ်စဉ်တွေပဲဗျ။တချို့ကဒါကိုကံကောင်းခြင်း၊ကံဆိုးခြင်းလို့သတ်မှတ်ပါတယ်။ကျွန်တော်တို့လိုလက်တွေ့ဆန်တဲ့အရာတွေကိုယုံကြည်တဲ့လူတွေကတော့ကံဆိုတာကိုအလုပ်လို့သတ်မှတ်ကြပါတယ်။ကောင်းတာတွေလုပ်ရင်ကံကောင်းမယ်ပေါ့။ကောင်းတာတွေလုပ်ရင်ကောင်းတာတွေဖြစ်လာမယ်ပေါ့။ဒီလိုကောင်းတာတွေဖြစ်လာတာကိုပဲကံလို့သတ်မှတ်မလား။ဒါဆိုရင်အကျိုးအကြောင်းပြန်ပြီးတော့စီလီယံကြည့်ရင်ကောင်းတာလုပ်လို့ကောင်းတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့လက်ခံထားရပေါ့ဗျာ။ ဒါဆိုကောင်းတာလို့တိုင်းကောင်းတာကြီးဖြစ်လာသလားဆိုတော့မဟုတ်ပြောင်းဘူးဗျတခါတရံကိုဘက်ကကောင်းပေမဲ့လေကို့ဘော်ပြန်ကောင်းတဲ့သူတွေနဲ့တွေ့ချင်မှတွေ့ရတယ်တခါတရံကိုဘက်ကပေးဆက်ပေမဲ့လေကို့ဘော်ပေးဆက်ချင်တဲ့သူနဲ့တွေ့ချင်မှတွေ့ရတတ်တယ်တခါတရံကိုဘက်ကကောင်းတဲ့စကားတွေပြောနေပေမဲ့လေတစ်ဖက်လူရဲ့နားထဲမှာမကောင်းတဲ့စကားတွေမသိတော်တဲ့စကားတွေရဲ့လို့ဖြစ်တော်တာတွေရှိတတ်ပါတယ်ဒါဟာလေလောကဓာတ်တရားပါပဲဒီလိုလောကဓာတ်တရားရည်နဲ့ကြုံတွေ့ရတဲ့အခါတွေမှာကောင်းတာရည်နဲ့တွေ့ရရင်တော့ကျွန်တော်တို့ပျော်ကြတာပေါ့ဗျာ ဆိုးတဲ့အရာတွေနဲ့တွေ့ရင်ကြတော့လေကျွန်တော်တို့အများစုကဝမ်းနေကြရတယ်နာကျင်ကြရတယ်ပေါ့ဒါဟာ pain ပေါ့ဗျာနာကျင်မှုတွေရရှိကြတယ်ဆိုတော့မကောင်းတဲ့အချိန်တွေအများစုမှာကျွန်တော်တို့ကနာကျင်မှုတွေရတယ်အဲ့ဒီနာကျင်မှုတွေကပဲကျွန်တော်တို့ကိုတာမာစေတယ်ကျွန်တော်တို့အတွက်အားတစ်ခုရဲ့လို့ဖြစ်လာစေပါတယ်ပြီးတော့ဒီလိုနာကျင်မှုတွေကနေတစင်ကျွန်တော်တို့ဟာသင်ငန်းစာတွေရလာမှာဖြစ်ပါတယ်ဘလို့သင်ငန်းစာတွေလဲဆိုတော့ကိုကောင်းတာလောက်တိုင်းလေလူတွေအကောင်းမြင်ခြင်းမမြင်ပဲ ကိုမကောင်းတာလုပ်ပေမဲ့လည်းလူတွေအကောင်းမြင်နေတာရှိတတ်တယ်ဆိုတော့ပတ်ဝန်းကျင်ရဲ့အမြင်လူတွေရဲ့အမြင်ကိုပူဇော်မပေးပဲနဲ့ကိုအတွက်ကောင်းမယ်သို့မဟုတ်ကိုပတ်ဝန်းကျင်အတွက်ကောင်းမယ်လို့ထင်တဲ့အရာတွေတရားမျှတမယ်လို့ထင်တဲ့အရာတွေကိုလုပ်ကြရတာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့အတွက်သင်ခန်းစာပါပဲအဲ့ဒီသင်ခန်းစာအနေမှာတစဉ်ကျွန်တော်တို့လူသားတွေကိုပြောင်းလဲပေးတာဖြစ်ပါတယ်ဆိုတော့ကောင်းတဲ့သင်ခန်းစာတွေကိုယူပြီးတော့ကောင်းတဲ့လုပ်ရည်တွေကိုလုပ်မယ်ဆိုရင်အဲ့ဒီလူဟာကောင်းတဲ့သူဖြစ်လာမယ်အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လာမယ် ကျမ်းမာချမ်းသာတဲ့လမ်းကြောင်းကိုရောက်လာမယ်ပေါ့ဗျာမကောင်းတဲ့သင်ခန်းစာတွေယူပြီးတော့မကောင်းတဲ့အမြင်တွေပဲယူလိုက်မယ်ဆိုရင်လေဒီလူဟာမကောင်းတဲ့လမ်းကြောင်းကိုရောက်သွားပြီးတော့ဆိုးသွမ်းတဲ့လူတစ်ယောက်အတိတ်ပဲမဲတဲ့ဘဝကိုဖျက်ဆီးတဲ့လူတစ်ယောက်ရေလို့ဖြစ်သွားနိုင်ပါတယ်ဒီလိုဘဝအခြေအနေကိုဖော်ပြပေးတဲ့စကားလေးပေါ့ဗျာ Every bad moment gives a pain Every pain gives a lesson Every lesson changes a person ဒီစကားနဲ့ဆင်တူတဲ့စကားလေးကိုကျွန်တော် ိုးအရင်ကလေးရမှာသဘောကျလို့ကိုကုတ်ကိုအားပေးတဲ့အခါမှာတုံးခဲ့တဲ့ကိုကုတ်ကိုအားပေးဖို့တုံးခဲ့တဲ့စကားလေးတစ်ခုရှိတယ်ဗျအဲ့ဒါကတော့ what has you today makes you stronger tomorrow ပြန်ပြောပါမယ် what has you today makes you stronger tomorrow ဒီနေ့မင်းကိုနာကျင်အောင်လုပ်တဲ့အရာတွေဒီနေ့မင်းကိုဝေဖန်တိုက်ခိုက်တဲ့အရာတွေဒီနေ့မင်းကိုရှုံချတဲ့အရာတွေဟာနောက်ပြန်မှာမင်းကိုပိုတမ်းပါစေလိမ့်မယ် ဒီစကားကိုကျွန်တော်အင်္ဂလိပ်စကားစတင်ကြရမှာတွေ့ကြရတာဖြစ်ပြီးအဲ့ကြရမှာကိုကုတ်ကိုအားပေးဖို့သုံးကြတာဖြစ်ပါတယ်။ကျွန်တော်ဟာနိုင်ကြတဲ့ဘဝကနေပြီးတော့ကြီးပြင်းလာကြရတာဖြစ်တယ်။ကျွန်တော်မိသားစုကဆင်းရဲတဲ့ဘဝကနေကြီးပြင်းကြရတာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းကျွန်တော်တို့ကိုနှိမ်ချတဲ့သူတွေကျွန်တော်တို့ကိုမတူသလိုမတန်သလိုဆက်ဆံခဲ့တဲ့သူတွေလည်းကြုံခဲ့ရပါတယ်။ကျွန်တော်တို့လောက်ရက်တွေကိုအားမပေးဘဲနဲ့လှောင်ပြောင်ခဲ့တဲ့သူတွေနဲ့လည်းကြုံခဲ့ရပါတယ်။ဒီလိုကြုံခဲ့ရတဲ့အချိန်ဒီတိုင်းမှာကျွန်တော်ကိုကုတ်ကိုအားပေးဖို့ဒီစကားလေးကိုပဲကိုကုတ်ကိုပြန်ပြောပြပါတယ်။ what has you today makes you stronger tomorrow ဒီလိုကျွန်တော်တို့ကိုနှိမ်ချနေတာတွေဒီလိုကျွန်တော်တို့ကိုအပေါ်စီးရနေဖိနေရတွေကကျွန်တော်တို့ကိုပိုပြီးမြင့်နေနေရအောင်တွန်းကန်တက်ဖို့အတွက်အားပေးတာပါပဲဆိုတော့ဒါကိုကျွန်တော်တို့ကောင်းတဲ့ဘက်ကနေယူပြီးတော့တပားသူတွေရဲ့ဝေဖန်မှုတွေတခြားသူတွေရဲ့လောင်ပြောင်မှုတွေကိုအားတစ်ခုအဖြစ်ယူပြီးတိုးတက်အောင်အောင်မြင်အောင်ယခုထက်ပိုပြီးတော့ကောင်းမွန်တဲ့ဘဝတွေရရှိအောင်ကြိုးစားလို့ရပါတယ်အားအဖြစ်အသုံးချလို့ရပါတယ် ဆိုတော့ဒီစကားလေးနှစ်ခွန်းဟာမိတ်ဆွေကိုလည်းအားပေးတာဖြစ်ပါတယ်။ What has you today makes you stronger tomorrow ။ဒါကြောင့်မလို့လက်ရှိမိတ်ဆွေရဲ့ဘဝမှာသူများလှောင်ပြောင်တာတွေခံနေရတယ်။သို့မဟုတ်ဝေဖန်တိုက်ခိုက်တာတွေခံနေရတယ်။ကိုကောင်းတာလို့တလို့အကောင်းပြောမခံရဘူး။ကိုလုံးနေရဲ့လုံရက်တွေကိုဘေးရနေပြီးတော့လှောင်ပြောင်မဲ့သူသာရှိတယ်။ချီးကျူးမဲ့သူမရှိဘူးဆိုရင်တော့ဒီစကားလေးနဲ့ကိုကုတ်ကိုပြန်အားပေးပါ။ပြန်နှစ်သိမ့်ပါ။အခုထပ်ပိုကြိုးစားဖို့ကိုကုတ်ကိုအားပေးပါ။မိတ်ဆွေကိုကျွန်တော်ကိုယ်တိုင်လည်းအားပေးပါတယ်။ ဖိနှိပ်မှုတွေကိုအားအဖြစ်အသုံးချပြီးတော့တွန့်ကန်တတ်ပါအောင်မြင်တဲ့ဘဝတွေပိုင်ဆိုင်ကြပါစေ။